ကိုလုပ်တဲ့အလုပ်လေးတခုဟာစိတ်ပေါ်မှာမူတည်တာမှုမကောင်းတဲ့စိတ်တွေဝင်နေတဲ့အချိန်မှာမပြောလိုက်မိဖို့မလုပ်လိုက်မိဖို့ကိုယ့်ကိုထိန်းချုပ်အောင်တတိထားအောင်ဖြစ်တယ်စိတ်ထဲမှာဖြစ်ယုံကတလောမဆိုးသေးဘူးနှုတ်ကထုတ်ပြောလိုက်လို့တစ်ဖက်သားထိခိုက်သွားမယ်လှုပ်လိုက်ကြိုင်လိုက်လို့တစ်ဖက်သားအကျိုးပျက်စီးသွားမယ်ဆိုရင်ဒါဟာသူများပျက်စီးသွားခြင်းသည်ကိုယ့်ပျက်စီးဖို့အတွက် လာတော့မယ်ဆိုတာထင်ရှားတယ် reaction ဆိုတဲ့သဘောတရားသူများကိုကြိုးအောင်လုပ်လိုက်တဲ့ကိုကြိုးပဲသူများကိုကန့်အောင်လုပ်လိုက်တာ ကိုကန့်မှုဖြစ်လာမယ်ဒီလိုဆိုလိုတယ်ပေါ့နော်ဒါကြောင့်မလို့စိတ်แท้မချိမနှဖြစ်နေလို့ရှင်မပြောနဲ့အောင်မလုံးနဲ့အောင်ကိုစိတ်ကိုပဲနိုင်အောင် ချုပ်တီးပြီးတော့နေတခါတခါညီမကြီးပါဘုရမတော်ဝင်နေဖြစ်ပေမဲ့လို့တချို့ အတွေးလွဲတာတွေရှိတတ်တယ်ပေါ့ဒီနေရာမှာစိတ်ကအဓိကလို့ဟောထားတာမြတ်စွာဘုရားဟောတယ်စိတ်ကအဓိကဖြစ်တာဖြစ်တော့ကြောင့်ကိုယ်စိတ်ကိုပဲဆန်းစစ်တခုထိခိုက်သွားပြီဆိုရင်ကိုယ်စိတ်ကိုပဲဆန်းစစ်ငါတမင်လှုပ်ထားလားမတော်တဆဖြစ်သွားတာဒီလိုဆိုလို့လည်းပေါ့